ခိုင်မှာရခိုင်နဲ့မွဆလင်နဲ့သာပူးပေါင်းခဲ့မယ်ဆိုလို့ရှိရင်လွန်ခဲ့တဲ့နှစ်ပေါင်း50ကျော်လောက်ပြရပဲကိုကျမကိုဖန်ပြီးခွင့်ရရှိခဲ့ပြီဆိုတာကိုကျွန်တော်လည်းသိနေတယ်ရိုဟင်ဂျာဌာနတိုင်းရင်းသားတွေဟာကျွန်တော်ရဲ့အမွာညီနောင်တိုင်းရင်းသားတစ်စုဖြစ်တဲ့အပြင်သူတို့ကအင်မတန်မှရောသားပြီးတော့အင်မတန်မှကိုလူမျိုးကိုဘာသာကိုအင်မတန်မှရှစ်ခင်တွေ့တာမြန်လို့တဲ့လူတွေတနည်းအားဖြင့်မြေကြီးကိုခင်တွေ့ပြီးတော့ မိမိတို့ရဲ့ဘာသာတရားအတိုင်းအသက်ရှင်နေထိုင်နေကြတဲ့လူရခိုင်ပြည်နယ်မှာမွေးရခိုင်ပြည်နယ်မှာကြည်ရခိုင်နေရေကိုတောက်ပြီးတော့ရခိုင်ရဲ့ဇာတိရှစ်တွေမွေးရနေနေကိုအဲ့ဒါမှရှစ်ခန့်တွေ့တာတဲ့လူမျိုးတွေကျွန်တော်တို့ရဲ့လူမျိုးမဟုတ်ပါဘူးကျွန်တော်တို့ကနေတို့တွေကနေပြီးတော့ခိုးဝင်လာတဲ့ပင်ဂလီတွေပါလို့ပြောဆိုနေခြင်းဟာကျွန်တော်လူမျိုးစုနှစ်ခုကြားမှာမလိုလားတဲ့ပြဿနာတွေဖြစ်ပေါ်လာစေပြီးတော့ ။နောက်ဆုံးမှာရခိုင်နိုင်ငံကြီးကလည်းပစ္စည်းဆုံးရှုံးခြင်းကိုရရှိနိုင်တဲ့စိတ်ထားကိုကျွန်တော်ဒီညနေပြီးတော့စူးစီးတင်ပြခြင်းဖြစ်ပါတယ်။အားလုံးပဲပါလိစောပါ။ကိုရှင်ရှာနေရနေပြန်လေးကြိုဆိုလိုက်ပါရခင်ဗျာ။ဒီနေ့မှာတော့လက်ရှိဒီကျွန်တော်တို့ရခိုင်နိုင်ငံရဲ့အရှင်နဲ့ပတ်သက်ပြီးတော့လက်ရှိဒီရခိုင်ပြည်နယ်မှာမှီတဲ့နေထိုင်နေကြတဲ့လူမျိုးစုတွေဟာဒီခေတ်ဒီကျွန်တော်တို့တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်တိုင်းရင်းသားမျိုးနွယ်စုတွေဖြစ်တယ်ဆိုတဲ့ဟာကိုဒါကျွန်တော်အနေနဲ့သမိုင်းအရှင်းလက်တရှုံနဲ့ ကျွန်တော်စူးစစ်သုံးသပ်အစီအစဉ်တွေပဲပြတော့မယ်ကျူးဒါကြောင့်မလို့ကျွန်တော်ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးကြဖို့ဒီလိုတရားကျင့်စစ်တိုင်းကိုလေးစားစရာဖက်ပြလိုက်ပါဟုတ်ပြီဒါဆိုဒီကျွန်တော်တို့လက်ရှိနေပြီးတော့ကဘာပေါ်မှာနိုင်ငံတွေအများကြီးရှိကြဒီကဘာပေါ်ဒီကဘာပေါ်မှာရှိနေတဲ့နိုင်ငံတိုင်းနိုင်ငံတိုင်းမှာကျွန်တော်နိုင်ငံရဲ့အရာလူမျိုးအမြင်နဲ့တနည်းအားဖြင့်ဒီကျွန်တော်တိုင်းရင်းသားမျိုးနွယ်စုမြောင်များစွာရှိကြပါတ ဒီလိုဒီနိုင်ငံနဲ့နိုင်ငံနဲ့မတိုင်းရင်တော့မြောင်မြောင်စွာရှိကြပေမဲ့တို့ကနိုင်ငံရေးအရာနာမည်တစ်ခုလေးပဲခိုကြတာရှိပါတယ်ဥမာဆိုကြပါစို့အဲကျွန်တော်ဒီရခိုင်လူမျိုးဆိုတော့ကဒီရှင်းလူမျိုးကရင်လူမျိုးရှမ်းလူမျိုးဗမာလူမျိုးမွန်လူမျိုးဆိုပြီးစသဖြင့်ရှိကြတာပဲဒီလိုရှိကြပေမဲ့နိုင်ငံရေးအရာကျွန်တော်တို့အားလုံးကိုမြန်မာနိုင်ငံသားဆိုပြီးတော့ဟိုကိုနေကြတာဖြစ်ပါတယ် ဆိုတော့ဒါကြောင့်မို့ဒီကျွန်တော်တို့ရဲ့အိမ်တော်စုစီးရင်ကိုကျွန်တော်တည်ရှိလို့တဲ့ခါမှာမြန်မာနိုင်ငံသားရခိုင်လူမျိုးမြန်မာနိုင်ငံသားဗမာလူမျိုးမြန်မာနိုင်ငံသားရှင်းလူမျိုးဆိုပြီးတော့စသဖြင့်ပေါ့နော်ဒီလိုမျိုးဒီကျွန်တော်တို့မိမိတို့ရဲ့နေထိုင်ရာမိခိုးရာဒေသကပေးတဲ့နာမည်ကိုမိတီးပြီးတော့ဖြစ်သွားကြတာဖြစ်ပါဒါမဲ့ဒီကျွန်တော်တို့မြန်မာနိုင်ငံသားကနေပြီးတော့အခြားအနောက်ဥရောပနိုင်ငံတွေ ဥမာဆိုကြပါစို့အမေရိကန်နိုင်ငံကိုသွားနေတယ်ဆိုတော့ तू ကနေပြီးတော့အမေရိကန်နိုင်ငံသားအဖြစ်ခံယူလိုက်ပြီဆိုလို့ရှိရင် तू ကမြန်မာနိုင်ငံသားလို့ဟိုဆိုခွင့်မရှိတော့ပါဘူး तू မှာဟိုဆိုပိုင်းခွင့်မရှိတော့ပါဘူးဆိုလိုတာကအမေရိကန်နိုင်ငံသားအဖြစ်ခံယူလိုက်ပြီဖြစ်ဖြစ်ကြအမေရိကန်နိုင်ငံသားလို့ပဲဖြစ်လာတာဖြစ်ပါတယ်ဆိုတော့ဒီကျွန်တော်တို့ဟာတနည်းပြောမယ်ဆိုလို့ရှိရင်ဒီမြန်မာနိုင်ငံမှာမွေ့မြန်မာနိုင်ငံမှာကြီးပေမဲ့လည်း အမေရိကန်နိုင်ငံသားခံယူလိုက်တဲ့အတွက်အမေရိကန်နိုင်ငံသားဆိုပြီးတော့ကျွန်တော်တို့ပူခြင်းခံရပါဒီသဘောတရားအတိုင်းပဲကျွန်တော်ဘယ်လူမျိုးမဆိုဒီလိုပုံစံမျိုးရှိကြပါတယ်ဆိုတော့ကဒီကနေ့ကျွန်တော်တင်ပြချင်တာကလက်ရှိမြန်မာနိုင်ငံတွင်းမှာဒီကျွန်တော်တို့တနည်းအားဖြင့်ကြည့်မယ်ဆိုလို့ရှိရင်ဒီကျွန်တော်တို့1984မတိုင်ခင်ကတည်းကကျွန်တော်တို့မှာရခိုင်နိုင်ငံဆိုတာသိရှိကြပါတယ် ဆိုတော့ဒီကျွန်တော်တို့ရဲ့ရခိုင်နိုင်ငံကိုကျွန်တော်ပြန်ပြန်ပြီးကြည့်ရှုလိုက်တဲ့ကမ္ဘာဒီကျွန်တော်တို့အဲ့ဒီမှာဒီအရခနိုင်ငံတို့ကြီးဟာတနည်းအားဖြင့်အလျှော့အရှာအာနာပိုင်ပြီးတော့တနည်းပြမယ်ဆိုလို့ရှိရင်ဒီကျွန်တော်အချက်တောင်အာရှမှာပြန်ဆန်ရှားတဲ့နိုင်ငံတနိုင်ငံဖြစ်ခဲ့ဖူးပါဆိုတော့ဒီလိုမျိုးဒီကျွန်တော်အချက်တောင်အာရှမှာပြန်ဆန်ရှားတဲ့နိုင်ငံဖြစ်ရခြင်းဟာ ျွန်တော်ရဲ့အဲ့ဒီရှင်တော့ကနေထိုင်ကြကြတဲ့လူတွေကငင်းချမ်းစွာတူချေတွေ့နေထိုင်ပြီးတော့တနည်းအားဖြင့်နိုင်ငံရဲ့နိုင်ငံရဲ့စီးပွားရေးလူမှုရေးဘာသာရေးအဆအဆအရာရာမတရားနဲ့တရားလူမျိုးဘာသာမခွဲရှာဘဲနဲ့ဆက်ဆံကြကြတဲ့အတွက်ရခိုင်နိုင်ငံဟာအစ်တော်အာရှမှာတိုင်ဆန်ရှာတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့ခုပါတယ်ဆိုတော့ကဒီ နိုင်ငံဒီကျွန်တော်တို့ရဲ့ရခိုင်နိုင်ငံကိုအဖရခိုင်နိုင်ငံနိုင်ငံလို့ပါကြောက်ခိုးခိုးသုံးလုံးရတာလေဆိုတော့ကျွန်တော်ပထမဒညဝတီကိုတီထောင်ခဲ့တဲ့ဒီကျွန်တော်တို့အိန္ဒိယနိုင်ငံကပိလဝတ်ဒီကဒီကျွန်တော်အဇုနဘယင်ရဲ့တော်တော်မာရယုမဲလက်ထက်ကနေပြီးတော့ဒီဒုတိယမြောက်ဥခက်အဆုံးထိရခိုင်ကိုဒီကျွန်တော်တို့တကြတာကီဝင်မင်းတွေကပဲအုပ်ချုပ်ခဲ့ကြတာဖြစ်ပါဆိုတော့ ဒီလိုဒီကျွန်တော်တို့ဒီတကြတာကီဝင်ညွန့်စုတွေကအုပ်ချုပ်ခဲ့ပြီးတော့တနည်းအားဖြင့်ဒီအဖေဘယင်ကြီးစုံသွားရင်သာဖြစ်တဲ့လူကအငွေစက်ခံပြီးတော့ပြန်လဲအုပ်ချုပ်ခဲ့ဆိုတော့ဒီလိုပုံစံမျိုးနဲ့အုပ်ချုပ်ခဲ့တဲ့အတွက်ကြောင့်မလို့အဖနိုင်ငံလို့ပိုပိုရင်းဖြစ်ပါတယ်တနည်းအားဖြင့် father land လို့ပိုပိုရင်းဖြစ်ပါတယ်ဆိုတော့ ကျတော့ဒီရခိုင်နိုင်ငံရဲ့ဘယင်အစစ်စစ်သမိုင်းကိုကြည့်ရှုလိုက်တဲ့အခါမှာအဖေကိုသတ်ပြီးတော့ပါနန်းတက်တဲ့ရာဇဝင်မရှိခဲ့ပါဘူး။ဒါကြောင့်မို့လို့ကျွန်တော်ရဲ့အဖရခိုင်နိုင်ငံတို့ကြီးဟာအင်မတန်မှစီလုံးညီညွတ်ခြင်းများစွာနဲ့တနည်းအားဖြင့်အကိုကြီးဖြစ်တဲ့လူကထိနှံအရာကိုစစ်ခိုင်ရင်ညီငယ်လုပ်တဲ့လူကအင်ရှင်မဲအရာကို နေရာကိုစက္ကန့်နဲ့တကပါရှိရပါဖြစ်တဲ့လူကအိမ်ရှင်းမဲ့နေရာကိုစက္ကန့်ဆိုတော့ဒီလိုဒီအဖေလုတ်တဲ့လူကဘယင်းနေရာကိုစက္ကန့်ပြီးတော့တားလုတ်တဲ့လူကတားလုတ်သူကအိမ်ရှင်းမဲ့အရာကိုစက္ကန့်တော်ကိုသူရဲ့ညီဖြစ်တဲ့လူကမနာလိုဝန်တိုတာမျိုးတဝန်တိုတာမနာလိုဝန်တိုတဲ့စိတ်မရှိပါဘူးမရှိခဲ့ကြပါဘူး ဘာကြောင့်လဲဆိုတော့အင်မတန်မှယောသားပွင့်လင်းကြီးတော့အင်မတန်မှကိုယ်လူမျိုးကိုယ်ပါတာကိုချစ်တဲ့လူမျိုးတွေဖြစ်ကြပါတနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်ဒီကျွန်တော်တနည်းအားဖြင့်ဆိုလို့ရှိရင်ဒီကျွန်တော်ဒုတိယမြောက်ဦးခက်အဆုံးထိဟာလုံးဝဒါတနည်းအားဖြင့်ဆိုလို့ရှိရင်ဒီကျွန်တော်တို့ကိုယ်လူမျိုးကိုယ်ပါတာကိုယ်တာတနာကိုအယံကမှရှစ်ခင်တွေ့တာတဲ့လူမျိုးဖြစ်ပါဆိုတော့ဒီလိုလူမျိုးတွေနေထိုင်ခဲ့တဲ့အတွက်ကြောင့်မို့လို့ င်းဓမ္မငင်းချံตายာပြီးတော့ဒီအစ်တော်အာချမှာပြန်ဆန်ရှားတဲ့နိုင်ငံတနိုင်ငံဖြစ်ခဲ့တာကိုတို့တို့တွေ့မြင်ခဲ့ကြတာဆိုတော့ကဒီကျွန်တော်တို့ရဲ့ဒီရခိုင်နိုင်ငံတို့မှာအဲ့လိုမျိုးရှိနေခဲ့တာကကျွန်တော်ဒီ1984 ဖန်ခွန်ရာရှစ်စနေငါဝူးကြီးဒီကျွန်တော်တို့ဘိုးတော်ဖရာကရခိုင်နိုင်ငံကိုစတင်ပြီးမသိမ့်ပိုက်ခင်အချိန်ထိရှိနေခဲ့ခြင်းဖြစ်ပါတယ်။သိမ့်ပိုက်ပြီးနောက်ပိုင်းမှာဒီကျွန်တော်ရခိုင်နိုင်ငံကိုသိမ့်ပိုက်ပြီးနောက်ပိုင်းမှာကျွန်တော်တို့ရနိုင်ငံရဲ့အရာအိမ်ဖို့ပြီးနေအဖြစ်ရောက်ရှိခဲ့တာကိုတွေ့နေရတယ်။ဒီလိုအိမ်ဖို့ပြီးနေကိုရောက်ရှိခဲ့ပြီးနောက်ပိုင်းမှာကျွန်တော်ဒီလူအုပ်စုပေါင်းစုကိုလည်းကျွန်တော်တွေ့ရတယ်။နံပါတ်၁ အာနာရှင်အလိုကြထိကြိုင်ဖနက်ကြိုင်နောက်ကလိုက်ပြီးတော့အာနာရှင်လုတ်တဲ့အတိုင်းတသွေးမတိန်လိုက်နာပြီးတော့လုတ်ဆောင်တဲ့တနည်းအားဖြင့်အာနာကိုအရှောင်လိုခြင်းတဲ့လူတစုနောက်ထပ်ဒုတိယတစုကကြတော့ဒီကျွန်တော်တို့အင်မတန်မှယိုးသားပေမဲ့တနည်းအားဖြင့် အာနာရှင်တွေတပည့်လာလို့ရှိတနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်ဒီကျွန်တော်တို့အာနာရှင်တွေသွေးထိုးသမျှလှုံ့ဆော်သမျှကိုအာနာရှင်တွေပြိုးသမျှကိုနားထောင်နာခံပြီးတော့တပွေမတိန်လိုက်လုတ်တဲ့အာနာရှင်ရဲ့ကျွန်းနောက်ထပ်ကျွန်းတပတ်လူမျိုးစုတစုနောက်ထပ်တတိယလူစုကကြတော့ဒီကျွန်တော်တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်ဒီ ဘယ်မှလိုက်ပဲနဲ့ငိမ့်ချမ်းစွာနေထိုင်လို့တဲ့လူစုတစုဆိုပြီးတော့ဒါကျွန်တော်သုံးစုတွေးတော့ပါတယ်ဆိုတော့ဒီသုံးစုထဲမှာမိမိကိုမိမိဘယ်အစုထဲမှာပါဝင်နေလဲဆိုတာကိုလည်းဆင်ရှင်သုံးသပ်ဖို့အရာအရေးကြီးပါတယ်ဒါကြောင့်မလို့ကျွန်တော်ဒီကနေ့တင်ပြချင်တာကကျွန်တော်အဖရခိုင်နိုင်ငံတို့ကြီးဟာအင်တာမစီပင်းသားရဝါပြိုခဲ့ပေမဲ့ပြန်ဆန်ရှာဖြစ်ခဲ့ပေမဲ့ ဒီကနေ့ဒီအချိန်မှာဘာကြောင့်ဒီလိုဖြစ်ရတာလဲဆိုရင်အိမ်ဖို့ဘဝနဲ့ရက်ဒီဂျင်းနဲ့ရခိုင်လူမျိုးစုတစုကြောင့်ကိုပြောလို့ရပါတယ်။ဒါကြောင့်မလို့ကျွန်တော်ရဲ့ရခိုင်ပြည်နယ်ဟာရခိုင်နိုင်ငံဟာနှစ်ပေါင်းများစွာအိမ်ဖို့ပြည်နယ်ဘဝနဲ့နေထိုင်လာခဲ့ပြီဖြစ်ပါတယ်။ဆိုတော့ဒီအိမ်ဖို့ပြည်နယ်ဘဝကနေလွတ်မြောက်ပြီးတော့ကုကြမှာပုံဖန်တီးခွင့်ရရှိဖို့ဒီ self determination ဆိုတဲ့ ုကျွန်မကိုဖန်တီးပွင့်ရရှိဖို့အတွက်ဒါဒါကျွန်တော်တို့ကနှစ်ပေါင်းများစွာစ조사ခဲ့ကြတယ်။ဒါပေမဲ့ဘာကြောင့်မအောင်မြင်ခဲ့ကြတာလဲဆိုရင်တနည်းအားဖြင့်ကျွန်တော်အရင်တုန်းကလိုရခိုင်နိုင်ငံတွေမှာရခိုင်ပြည်နယ်တွေမှာငင်းချမ်းစွာအထူးရှင်တွေနေထိုင်လို့တဲ့လူစုတွေမရှိတော့တဲ့အတွက်အခုလိုအိမ်ဖို့ဘဝနဲ့နေထိုင်နေရခြင်းဖြစ်ပါတယ်။ဆိုတော့ကျွန်တော်ခဏခဏတင်ပြပေးပါရစေ။ဒီကျွန်တော်တို့ရခိုင်မှာ ရခိုင်နဲ့မွတ်စလင်နဲ့သာပူးပေါင်းခဲ့မယ်ဆိုလို့ရှိရင်လွန်ခဲ့တဲ့နှစ်ပေါင်း90ကျော်60လောက်ကလေးရပဲကိုကျမကိုဖန်ပြီးခွင့်ရရှိခဲ့ပြီးပြီဆိုတာကိုပဲကျွန်တော်လည်းတင်ပြပေးပါမယ်ဆိုတော့ဒီကနေ့ကျွန်တော်စစ်လိုက်လို့တင်ပြချင်တာကဒီကနေ့ဒီကျွန်တော်တို့ရဲ့ရခိုင်နိုင်ငံတွင်းမှာမိတက်နေထိုင်နေကြတဲ့ဒီကနေ့ဒီရိုဟင်ဂျာဌာနေတိုင်းရင်းသားတွေဟာကျွန်တော်တို့ရဲ့အမွာညီနောင်တိုင်းရင်းသားတစုဖြစ်တဲ့အပြင်သူတို့ကအင်မတန်မှယောသားပြီးတော့အင်မတန်မှကိုလူမျိုး ကို့ဘာသာကိုအင်မတန်ရှစ်ခင် Twitter မျက်နှုတ်တဲ့လူမျိုးတွေဖြစ်ပါတယ်။တနည်းအားဖြင့်ညီကြီးကိုခင်တွေ့ပြီးတော့ဒါမိမိတို့ရဲ့ဘာသာတရားအတိုင်းအသက်ရှင်နေထိုင်နေကြတဲ့လူတွေဖြစ်ပါတယ်။ဆိုတော့ကျွန်တော်ညီကြီးကိုခင်တွေ့တယ်ဆိုတဲ့အကြောင်းအရာကိုကျွန်တော်တရှင်တော့အားလည်းတည်ပြပေးပါရစေ။ဒီကျွန်တော်တို့ဒီဘောတော့ဒီဘုံမှုဒီကျွန်တော်ရဲ့ဆရာဖြစ်တဲ့ဘုံမှုဦးထောင်ကျော်ဦးရှင်းဒီကျွန်တော်ကိုဒီပြန်လေပြီးတော့ပြောပြခဲ့တဲ့အချက်လက်တချို့ကိုကျွန်တော်တင်ပြပေးပါမယ်။ဆိုတော့ ဒီလောက်ထိနေကြီးကိုရှက်ခင်တွေတာမြင်လို့တဲ့ဒီလူမျိုးတွေကိုတနည်းအားဖြင့်ရခိုင်ပြည်နယ်မှာမွေးရခိုင်ပြည်နယ်မှာကြည်ရခိုင်ပြည်နယ်ရေကိုတောက်ပြီးတော့ရခိုင်ရဲ့ဇာတိရှစ်တွေမွေးရနေကိုအင်တာမရှက်ခင်တွေတာတဲ့လူမျိုးတွေကိုကျွန်တော်တို့ရဲ့လူမျိုးမဟုတ်ပါဘူးကျွန်တော်တို့ကနေသူတို့တွေဟာနေပြီးတော့ခိုးဝင်လာတဲ့ဘင်္ဂလီတွေပါလို့ပြောဆိုနေခြင်းဟာကျွန်တော်လူမျိုးစုနှစ်စုကြားမှာ မလိုလားတဲ့ပြဿနာတွေဖြစ်ပေါ်လာစေပြီးတော့နောက်ဆုံးမှာရခိုင်နိုင်ငံကြီးဟာလည်းပစ္စည်းဆုံးချုံခြင်းကိုရရှိနိုင်တယ်ဆိုတာကိုကျွန်တော်ဒီညနေပြီးတော့စူးစီးတင်ပြခြင်းဖြစ်ပါတယ်ဆိုတော့နောက်ထပ်တစ်ခုဒီလက်ရှိဒီကျွန်တော်တို့ရခိုင်လူမျိုးနဲ့ရိုဟင်ဂျာလူမျိုးတွေကဒီကျွန်တော်တញ្ញတ်ပြမယ်ဆိုလို့ရှိရင်အန်ဒိုအာရီယန်လူမျိုးကနေဆင်းသက်လာပြီးတော့တကက်ရှေးကြတဲ့လူမျိုးတစ်မျိုးလေးဖြစ်ပါတယ်ဒီလိုရှေးကြတဲ့လူမျိုးတစ်မျိုးဟာဒီကနေ့ ယနေ့ချိန်ထိအင်ဒိုအာရီယန်ဘာသာစကားတွေကိုယနေ့တိုင်သုံးဆွေးနေတာကိုကြည်ချင်းအားဖြင့်ဒီလူမျိုးတွေဟာဒါအင်ဒိုအာရီယန်မျိုးနွယ်စုကဆင်းသက်လာတယ်ဆိုတဲ့ဟာကိုမြင်ပေရရှိတော့ဒါကိုလည်းအတိရှက်စေလိုတယ်အဲ့တော့ဒီကျွန်တော်တို့ဒီအင်ဒိုအာရီယန်နွေဖွားဖြစ်တဲ့ရိုဟင်ဂျာတိုင်းရင်းသားတွေကိုကျွန်တော်တို့တွေရဲ့တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင် ညီနောင်တိုင်းရင်သားအဖြစ်ပြန်လဲလက်ခံပြီးတော့ကျွန်တော်တို့မတူတာတွေဘေးကိုပဲတူတာတွေစုပြီးတော့ညီညွတ်ညွတ်နဲ့အရင်တစ်ချိန်တုန်းကလိုအဖရခိုင်နိုင်ငံတို့ကြီးကိုပြန်လဲတိဆောက်ဖို့အရာအရေးကြီးပါတယ်ဆိုတော့နိုင်ငံရေးအရာကျွန်တော်တို့လူမျိုးအမျိုးမျိုးရှိကြတယ်ဆိုတော့လက်ရှိဒီကျွန်တော်တို့ဘင်္ဂလီလူမျိုးဘင်္ဂလီလူမျိုးလို့ပြောဆိုနေခြင်းဟာဘင်္ဂလီလူမျိုးဆိုတာဒီဘင်္ဂလားဒေ့ရှ်နိုင်ငံသားဖြစ်တယ် ဆိုတော့ကျွန်တော်အရင်ရင်တော့လည်းကျွန်တော်တင်ပြခဲ့ပါတယ်ဒီကျွန်တော်တို့ဘိုးချုပ်နေဝင်ရေးဆွေးခဲ့တဲ့ဥပဒေ1823ဥပဒေမှာလည်းဘယ်လိုပါလဲဆိုလို့ဒီကျွန်တော်အာ1982ခုနှစ်နိုင်ငံသားဖြစ်မှုဥပဒေမှာဘယ်လိုပါလဲဆိုလို့ရှိရင်1823-1824ခုနှစ်မှာမြန်မာနိုင်ငံကိုမိခင်နိုင်ငံအဖြစ်အစဉ်တစက်နေထိုင်လာခဲ့တဲ့သူ မှန်သမျှနိုင်ငံသားဖြစ်ခွင့်ရှိပဲဆိုပြီးတော့ဥပဒေမှာပြတန်းထားတာလည်းရှိပါတယ်။ဒါအပြင်ဒီလက်ရှိအာဏာရှင်ရေးဆွဲခဲ့တဲ့1982ခုနှစ်နိုင်ငံသားပြည်မှုဥပဒေတစ်ခုလားဆိုလို့လည်းမဟုတ်1984ခုနှစ်နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပေါ်ရှင်ခံဥပဒေမှာလည်းအဲ့လိုပဲပြတန်းထားပါတယ်။ဒီကြော်ဒီ1980ဒီ sorry ဒီ1984ခုနှစ်နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပေါ်အရှိကဥပဒေရဲ့နိုင်ငံသားဖြစ်မှုအတိတ်ပင်မှာ တိကျအဲ့လိုပြတတ်တာရှိပါတယ်1823 1824ခုနှစ်ကတည်းကရောက်ရှိနေတိုင်းခဲ့ပြီးတော့မြန်မာနိုင်ငံကိုထာနေနိုင်ငံသူတို့ရဲ့ထာနေနိုင်မိမိတို့ရဲ့ထာနေနိုင်ငံအဖြစ်အစင်တစိုက်နေထိုင်လာခဲ့တဲ့သူတွေနိုင်ငံသားဖြစ်ခွင့်ရှိရဆိုပြီးတော့ကျွန်တော်ကြားတတ်တာရှိပါတယ်ဒီဒီတိုင်းပဲဒီကျွန်တော်တို့ဒီအာနာရှင်ဖူးသန်းရွှေရေးဆွေးခဲ့တဲ့ဒီကျွန်တော်တို့2008ဖွစ်စီပေါင်ရှိကဥပဒေမှာလည်းအဲ့လိုပဲကြားတတ်တာ ဆိုတော့ဒီဥပဒေတွေကိုကျွန်တော်ပြန်လေကြည့်ရှုလိုက်တဲ့ခါမှာနိုင်ငံသားဖြစ်မှုဥပဒေတွေကျွန်တော်အတိပြန်လေကြည့်ရှုလိုက်တဲ့ခါမှာဒီလူတွေဟာ1823 1824မတိုင်ခင်ကတည်းကရောက်ရှိနေထိုင်ခဲ့ကြည့်တော့ရှင်းနှစ်ပေါင်းများစွာတနည်းအားဖြင့်ထောင်နဲ့ရှိပြီးတော့ကြာမြင့်ခဲ့ပြီဖြစ်တဲ့အတွက်ကြောင့်သူတို့တွေဟာနိုင်ငံသားဖြစ်ခွင့်ရရှိခဲ့ပြီးတော့သူတွေဖြစ်ပါတယ်။တနည်းအားဖြင့်ကျွန်တော်တို့ရဲ့တိုင်းရင်းသားလူမျိုးစုတစ်စုလေးဖြစ်ပါတယ်။ ို့တော့အာနာရှင်တွေကသူတို့ရဲ့အာနာတီမြဲဖို့အတွက်သူတို့ရဲ့လက်ကင်ဒုတ်ဇူးစာကိုအတုံးချပြီးတော့ကျွန်တော်လူမျိုးစုနှစ်စုချမ်းမှာမလိုလားအပ်တဲ့ပြဿနာမျိုးတွေကိုဖန်တီးခဲ့ကြတဲ့အတွက်ကျွန်တော်တို့ရာကျွန်တော်တို့ပြည်နယ်အိမ်ဖို့ပြည်နယ်ဖြစ်သွားတဲ့အတွက်ကျွန်တော်တို့လူမျိုးစုနှစ်စုအားလည်းပဲမလိုမောင်းထားတွဲကွဲသွားကြတာမျိုးတွေတွေ့ရပါ ါကြောင့်မလို့ကျွန်တော်နောက်ဆုံးလေးကောင်းပြင်ပြချင်တာကတစ်ဆင်တော့ကျွန်တော်ရခိုင်လူမျိုးရဲ့အိမ်နဲ့ရိုဟင်ဂျာလူမျိုးရဲ့အိမ်ဟာနှစ်အိမ်တစ်အိမ်လိုနေကြလို့တော့တနည်းအားဖြင့်ပြောမယ်ဆိုရင်ရခိုင်သားအိမ်မှာဆံမရှိရင်ရိုဟင်ဂျာအိမ်မှာဆံသွားရှိတယ်ရိုဟင်ဂျာအိမ်မှာဆံမရှိရင်ရခိုင်သားအိမ်မှာဆံလာရှိတယ်ဆိုတော့တနည်းအားဖြင့်ငင်းကြဆိုအတူရှယ်တွေ့နေတိုင်းပြီးတော့ကျွန်တော်တို့နှိုင်းတအိမ်လို့ နေထိုင်လာခဲ့ကြတာဖြစ်ပါတယ်။ရခိုင်မှာအလူတန်းရှိရင်ရိုဟင်ဂျာလူမျိုးကဝိုင်းပြီးတော့ဥညီလောက်ကင်ဖြစ်တယ်လို့ရိုဟင်ဂျာရွာမှာရိုဟင်ဂျာလူမျိုးမှာအလူတန်းရှိလည်းပဲရခိုင်သားကနေတွားပြီးတော့ဝိုင်းဝန်းဥညီလောက်ကင်ဆောင်ရွက်ပေးကြတာဖြစ်ရှိပါတယ်။ဆိုတော့ရခိုင်သားရွာမှာဈေးရောက်ရင်ရိုဟင်ဂျာတွေလာဝေစားကြတယ်လို့ရိုဟင်ဂျာရွာမှာဈေးရောက်လာရှိရင်ရခိုင်သားရွာကနေတွားပြီးဈေးဝေကြတာရှိပါတယ်။ ဆိုတော့ဒီလိုမျိုးနှစ်ရွာတစ်ရွာနှစ်အိမ်တစ်အိမ်ပုံစံမျိုးမိသားစုအသွင်နေထိုင်လာခဲ့ကြတဲ့ဒီလိုမျိုးတွေဟာဒီကနေ့ဒီအချိန်မှာကျွန်တော်မလုံမုံထားတဲ့တနည်းအားဖြင့်အာနာရှင်တွေလောက်ကြတယ်လို့လောက်ဖို့အတွက်သူတို့ရဲ့လက်ကင်တို့တစုကိုအတုံးရှာပြီးတော့တွဲခွေခဲ့ကြတဲ့အတွက်ကျွန်တော်တို့လူမျိုးစုနှစ်စုဟာ ခုလိုမျိုးပြဿနာပေါင်းစုံကိုရေးဆိုင်ဖြတ်တန်းခဲ့ကြတာဖြစ်ပါတယ်ဆိုတော့ဒီနေ့ဒီချိန်မှာလည်းပဲဒီကျွန်တော်တို့အာနာရှင်ကင်းစင်ရဲ့အတွေ့တိုက်ပွဲဝင်နေကြတဲ့ကာလမှာလက်ရှိဒီကျွန်တော်တို့ငါနဲ့မတူငါရန်သူလို့ဆိုတဲ့အသိစိတ်တဲ့မျိုးတွေနဲ့ရိုဟင်ဂျာတွေကိုနေ့စဉ်တပ်ဖြတ်နေမှုတွေရိုဟင်ဂျာတွေကိုနေ့စဉ်ဖမ်းဆီးနှိပ်စက်နေမှုတွေဟာတနည်းပြောမယ်ဆိုလို့ရှိရင်ကိုယ့်အသွေးအသားကို ပြန်လေပြီးတော့နှိုက်စက်တာမျိုးပြန်လေတက်ချက်တာမျိုး ਨੇ တွေ့နေပါကျွန်တော်အရင်တော့တင်ပြသိပါရယ်ကျွန်တော်ရဲ့ခန္ဓာကိုယ်ထက်မှာရိုဟင်ဂျာတွေရဲ့အသွေးတွေစီးစင်းနေတယ်လို့ရိုဟင်ဂျာတွေရဲ့ခန္ဓာကိုယ်ထက်မှာကျွန်တော်ရဲ့အသွေးတွေစီးစင်းနေပါဆိုတော့ဒီလိုမျိုးဒီကျွန်တော်တို့ရဲ့ဒီတနည်းအားဖြင့်ပြမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့အသွေးအသားကိုကျွန်တော်ပြန်ပြီးတော့တက်ဖြတ်နေခြင်းဟာကျွန်တော်တစ်ချိန်လုံးကဒီကျွန်တော်ပုံပြင်တခုရှိပါတယ်ဒီဒန္တာကြီးလာတခုရှိပါတယ် ဆိုတော့ကိုအမျိုးကိုကိုပြန်သတ်နေတဲ့ပုံစံမျိုးဖြစ်နေပါတယ်။ဒါကြောင့်မို့လို့ကျွန်တော်ရခိုင်ပြည်သူလူထုတွေအနေနဲ့တိချက်စေလို့ဒါကဒီကနေ့ကျွန်တော်ရနိုင်ငံတွင်းမှာကျွန်တော်ပြည်တွင်းမှာနေတဲ့ရိုဟင်ဂျာတိုင်းရင်းသားတွေကိုကျွန်တော်ရညီနောင်တိုင်းရင်းသားအဖြစ်လက်ခံပြီးတော့အာနာရှင်ကင်းမဲ့တဲ့ဤငိမ့်အေဂျန်ပြီးတော့ ဖွံ့ဖြိုးတဲ့နိုင်ငံတနိုင်ငံကိုတိဆောက်ဖို့အရန်အရေးကြီးပါတယ်ဆိုတော့ကျွန်တော်ခဏခဏပြောပြခဲ့မှုတဲ့အတိုင်းပဲကျွန်တော်မတူတာတွေဘေးဟုတ်ပဲတူတာလေးတွေစုပြီးတော့ကျွန်တော်အလုပ်လုပ်ကြမယ်ဆိုလို့ရှိရင်ရခိုင်နိုင်ငံအရှင်တုံးကလိုပဲအရှိတောင်အာရှမှာပြိုင်ဆန်ရှားတဲ့နိုင်ငံတနိုင်ငံဖြစ်လာမယ်ဆိုတဲ့ဟာကိုကျွန်တော်အနေနဲ့ပြပြချင်းဖြစ်ပါတယ်ဆိုတော့နောက်တစ်ခုဒီလက်ရှိနေပြီးတော့ဒီကျွန်တော်ရဲ့ရခိုင်နိုင်ငံဟာတနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်အခုချိန်မှာဒါ အာနာရှင်တွေဒဇက်ဒဒေတာရှိနေသေးတဲ့နိုင်ငံဒီနေ့တခုဖြစ်နေပါတယ်ဆိုတော့ဒီအာနာရှင်ဒဇက်ဒဒေတာကင်းစင်သွားရေးအတွက်လှုပ်ဆောင်တဲ့နေရာမှာကျွန်တော်အဓိကလိုအပ်တာကလူမျိုးရေးဘာသာရေးကိုအရှင်မခံဘဲနဲ့ကျွန်တော်အားလုံးစီစီလုံးလုံးညီညီညွတ်ညွတ်နဲ့တိုက်ခိုက်ရှင်မောင်းဖို့အရန်အရေးကြီးပါတယ်ဆိုတော့က ကျွန်တော်ခဏခဏပြောပါတယ်ဒီကျွန်တော်တို့နိုင်ငံဆိုတာလူရှိလို့နိုင်ငံရှိတာဖြစ်တယ်နိုင်ငံရှိလို့လူရှိတာမဟုတ်ပါဘူးတကယ်လို့နိုင်ငံမရှိခဲ့ဘူးဆိုရင်ဒီလူတွေကလည်းရှိမှာမဟုတ်ဘူးလို့ဒီလူတွေမရှိဘူးဆိုရင်လည်းပဲဒီနိုင်ငံဆိုတာရှိလာစရာအကြောင်းမရှိပါဘူးဒါကြောင့်မို့လို့လူရှိလို့နိုင်ငံရှိတာဖြစ်တယ်ဒါကြောင့်မို့လို့ဒီကျွန်တော်တို့ရဲ့နိုင်ငံရဲ့အာဏာဒီလူတွေပုံမှာပဲသိရောက်တာဖြစ်ပါတယ် ဆိုတော့လက်နဲ့အောက်ကိုပြီးအနိုင်ကျင့်တာဟာအာနာရှင်စနစ်ပဲအာနာရှင်စနစ်ကဖြစ်ပြီးတော့ငင်းချမ်းဆိုတာအခုရှင်တွေ့နေထိုင်လို့ပြီးတော့ကျွန်တော်တို့ငင်းချမ်းမှုကိုတိဆောက်တဲ့သူဟာဒါနေပြီးတော့တကယ်ငင်းချမ်းရေးကိုလိုလားတဲ့အစိုးရတရက်လို့ကျွန်တော်ကိုကိုသုံးဆွေးလို့ရပါတယ်။ဒါဆိုဒီလိုမျိုးငင်းချမ်းရေးကိုလိုလားတဲ့အစိုးရတရက်မဟုတ်ဘူးဆိုလို့ရှိရင်ကျွန်တော်ကဘာလဲဖြစ်လာနိုင်လဲဆိုလို့ရှိရင်ကျွန်တော်ရဲ့ အနာဂတ်ရခိုင်ပြည်နယ်ကြီးကအနာဂတ်မြန်မာနိုင်ငံကြီးကြီးကဒီချက်မကပုံမဆိုးရတော့နိုင်လေဆိုတဲ့ဟာကိုလည်းတတိရှက်စီရဲ့ဒါကြောင့်မလို့ကျွန်တော်နောက်ဆုံးနေကုန်းချုပ်တင်ပြချင်တာကကျွန်တော်ရဲ့အဖရခိုင်နိုင်ငံတော်ကြီးကိုစိပင်းသားရဝပြောတဲ့နိုင်ငံတစ်ခုဖြစ်တီထောင်မယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ရခိုင်နိုင်ငံတွေမှာနေထိုင်တဲ့လူမျိုးပေါင်းစုံဘာသာပေါင်းစုံကိုလူမျိုးဘာသာခွဲရှားတဲ့စိတ်မျိုးမရှိပဲနဲ့လူမျိုးဘာသာကို အဓိကမထားဘဲနဲ့ကျွန်တော်တို့ငြိမ်းချမ်းမှုကိုတိဆောက်ပြီးတော့ဒါလူမျိုးစုနှစ်စုကြားမှာရှိနေတဲ့အာဃာတတွေအညိုးတွေကိုပြောက်ပြက်သွားအောင်လှုပ်ဆောင်နိုင်ဖို့အရန်အရေးကြီးပါတယ်။လက်ရှိဒီကျွန်တော်တို့အရကတက်တော့အေးဟာလေးပဲဒီလက်ရှိနေပြီးတော့ဒီကျွန်တော်တို့ ရိုဟင်ဂျာတွေပုံမှာနေဆင်တပ်ဖြတ်နေတာတွေရိုဟင်ဂျာတွေပုံမှာနေဆင်ဖမ်းဆီးနှိပ်စက်နေတာမျိုးတွေဟာမျိုးတွေကြဒီကနေ့ရိုဟင်ဂျာလူမျိုးတွေကကျွန်တော်ခဏခဏပြောပါတယ်ထိရင်ရှာမယ်ဖိရင်ကြွမယ်ဆိုတဲ့စကားလုံးအတိုင်းပဲဒီနေ့ဖိနိုင်မှုတွေကြဒီလက်ရှိအာစာတက်ဖွဲ့ဆိုတာဟိုလာချင်းဖြစ်ပါတယ်ဒီကနေ့ဒီအာစာကလည်းပဲရိုဟင်ဂျာကိုကိုစားပြုပြီးတော့တော်လာမဲ့ တော်လိုင်းရဲ့အပွဲစစ်တူတစုဖြစ်တယ်လို့အရကတတော်အေရလည်းပဲရခိုင်ကိုကိုစားပြုပြီးတော့ရခိုင်တော်လိုင်းရဲ့အင်အားစုတစုဖြစ်တယ်ဒီလိုအင်အားစုနှစ်စုကြားမှာမလုံမုံထားမှုတွေအာဃာတတွေအညိုးတွေနဲ့အခုလိုမျိုးတိုက်ခိုက်နေကြမယ်ဆိုလို့ရှိရင်ကျွန်တော်ခဏခဏပြောပါတယ်တိုးမိလောင်တိုးကြောင်လက်ကမောက်ခတ်အာနာရှင်ဖြစ်တဲ့မင်းအောင်လိုင်းကတော့ဝန်တာပီတိဖြစ်နေမယ်ဆိုတဲ့အောက်ကျွန်တော်ခဏခဏပြန်ပြောပါ ဒါကြောင့်မို့ဒီကနေ့လေးကျွန်တော်ထက်ဆင့်တင်ပြလိုတာကဒီကနေ့တိုးမိလောင်တိုးကြောင်လက်လက်ခမောင်းခတ်ဆိုတယ်လို့မဖြစ်ရလေအောင်ကျွန်တော်တို့အားလုံးဒီစီစီလုံးလုံးညွညွနဲ့ကျွန်တော်တို့ရဲ့ရခိုင်နိုင်ငံတို့ကြီးမှာဒစိုက်တဒေတာဒစိုက်တပိုင်းကြံတဲ့အာနာရှင်အမြင့်ပြည့်ရဲ့အတွက်စီစီလုံးလုံးနဲ့တိုက်ပွဲဝင်တဲ့နယ်ဆိုတဲ့ဟာကိုစူးစီးတုံတက်တင်ပြရင်းနဲ့ကျွန်တော်တို့အားလုံးဒီဒီကနေ့အကောင်လုံးဒီ ရခိုင်လူမျိုးဖြစ်တယ်ဆိုတဲ့ဟာကိုကျွန်တော်အနေနဲ့ပြပြခြင်းဖြစ်ပါတယ်။အဲကြောင့်ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးကြတဲ့မိဘတို့တရားဥစ္စာတိုင်းကိုအထူးကျေးဇူးတင်ရှိပါတယ်။